ခေါင်းပိုကြီးတဲ့ကောင်ကဆော့ပိုကြီးတဲ့ကဘာနှာခေါင်းအကြီးဆုံးမြောက်ဘော်နီယိုကျွန်းရဲ့မြူကိုရီဝီနေတဲ့တစ်တော်တွေထဲမှာကဘာဘော်ကဘေတက်တဝါနေမှမတူတဲ့ထူးခြားတဲ့မြောက်တစ်မျိုးနေထိုင်ပါလိသူရဲ့ရုပ်ရည်ကြောင့်ဒေသခံတွေက dash လူမျိုးမျိုးလိုတော့မှနာမည်ပြောင်းပေးထားကြပါလိသူတို့ကတော့နှာခေါင်းရှည်မြောက်တွေပါပဲဒီနေ့မှာတော့ကျွန်တော်တို့နဲ့အတူတူသူတို့ရဲ့ကြီးမားတဲ့နှာခေါင်းနောက်ခွေကလှေဝှက်ချက်တွေသူတို့ရဲ့ထူးခြားတဲ့လူမှုဘဝတွေအကြောင်းကိုစူးစမ်းလေ့လာသွားကြရအောင်ပါ ထမဆုံးအနေနဲ့လူတိုင်းရင်ဆုံးသတိထားမိကြတဲ့သူတို့ရဲ့နှာခေါင်းတွေအကြောင်းပြောရအောင်ပါ။မြောက်ထီးတွေမှာဒီလိုသခွားသီးလိုတွဲကြနေတဲ့နှာခေါင်းကြီးတွေရှိတာပါ။ဒီနှာခေါင်းကခုနှစ်လက်မလောက်အထိရှိနိုင်ပါလိမ့်။ဒါဆိုဒီနှာခေါင်းကြီးကဘာအတွက်သုံးတာလဲ။ပထမချက်ကတော့မြောက်လောကရဲ့စူပါမော်ဒယ်ဖြစ်ဖို့ပါပဲ။ဟုတ်ပါပြီ။မြောက်မာရီကနှာခေါင်းပိုကြည့်ပြီးပိုရှည်တဲ့မြောက်ထီးတွေကိုပိုပြီးဆွဲဆောင်မှုရှိတယ်လို့သတ်မှတ်ကြပါလိမ့်။နှာခေါင်းကြီးလေကျမ်းမာတန်ဆွမ်းပြီးမျိုးရိုးကောင်းနေဆိုတာကိုပြသရာရောက်တာပါ။ ဒုတိယချက်ကတော့တဘာဝကပြီးတဲ့အတန်ချဲ့ဆက်တခုလိုပါပဲသူတို့ online တဲ့အခါမှာအဲ့ဒီနှာခေါင်းကြီးကပဲ့တင်တဲ့အခန်းအဖြစ်အလုပ်လုပ်ပြီးအတန်ကိုပူကျဲစေပြီးပိုဟိန်စေပါလိအဲ့ဒါကြောင့်အုပ်စုကိုတတိပေးတာဖြစ်ဖြစ်တခြားအုပ်စုတွေကိုချိန်ချောက်တာဖြစ်ဖြစ်သူ့ရဲ့ဟွန်းတန်လိုအော်တန်ကဒေါနတ်ကြီးထဲမှာမိုင်မောင်းများစွာအထိပြန်လွင်သွားနိုင်ပါလိသူတို့မှထူးခြားတာကနှာခေါင်းတစ်ခုတွေတော့မဟုတ်သေးပါဘူးသူတို့ရဲ့ဘိုက်ကိုကြည့်လိုက်ပါဘီယာဘိုက်လို့ခေါ်ခြင်းစရာကောင်းလောက်အောင်ပူနေတာကိုတွေ့ရမှာပါဒါကသူတို့စားရတဲ့အစားအစာကြောင့်ပါပဲ သူတို့ကအဓိကအားဖြင့်တိရွတ်အတိရွတ်စိမ့်တွေကိုစားသုံးကြပြီးဒီအစားအစာတွေကိုခြေဖြတ်ဖို့အတွက်အခမ်းအမောများစွာပါရရှုပ်ထွေးတဲ့အစာအိမ်နဲ့အထူးဘက်တီးရီးယားတွေလိုအပ်ပါသည်။ဒါကြောင့်သူတို့ကအမြဲတမ်းဘိုက်ပူနေရတာပါ။နောက်ထပ်သူတို့ရဲ့စွမ်းရည်တစ်ခုကတော့ရေကူးအလွန်ကျွမ်းကျင်တာပါပဲ။မြောင်မျိုးစိတ်တွေထဲမှာသူတို့ဟာရေကူးအတော်ဆုံးလို့ပြောလို့ရပါသည်။အန်ဒီယန်နဲ့တွေ့ပြီဆိုရင်တိပင်းအမြင်ကြီးတွေပေါ်ကနေရေထဲကိုတိုက်ရိုက်ခုန်ချပြီးထွက်ပြေးတတ်ကြပါသည်။သူတို့ရဲ့ခြေချောင်းတွေအကြောင်းမှာရေရက်တောင်လိုမျိုးအေးပြားအပါလေးတွေရှိတာကြောင့် မိချောင်းတို့ရန်သူတွေလက်ကနေလှည့်မြန်စွာကူးခတ်လို့မြောင်နိုင်ကြပါသည်။နှာခေါင်းရှည်မြောက်တီဟာအုပ်စုဖွဲ့ပြီးနေထိုင်ကြတဲ့ကောင်းတွေပါ။အများအပြားတော့မြောက်အထီးကောင်းဆောင်တကောင်ရင်သူ့ရဲ့ဇနီးမယားများအုံမာတွေရဲ့တားငယ်သမီးငယ်တွေရဲ့ပေါင်းပြီးတော့အိမ်အောင်စုတစ်ခုလိုဖွဲ့စည်းနေထိုင်ကြပါသည်။ခေါင်းဆောင်နေရာမရသေးတဲ့မြောက်အထီးအပြူတွေကတော့သူတို့ချီတက်တက်လူပြိုအဖွဲ့ဖွဲ့ပြီးအချိန်တန်ရင်ကိုပိုင်အုပ်စုထူထောင်နိုင်မှုအင်အားမွေးကြပါသည်။မွေးစားမြောက်ကလေးတွေကပိုလို့တောင်ထူကြပါသေးတယ်။ သူတို့ရဲ့မျက်နှာလေးတွေကအပြာယောင်ဖြစ်နေပြီးနှာခေါင်းကတော့တည်တည်ချွန်ချွန်လေးတွေပါအသက်ကြီးလာမှမြောက်ထီးတွေရဲ့နှာခေါင်းကတဖြည်းဖြည်းကြီးထွားလာတာဖြစ်ပါလိမ့်ဒါပေမဲ့ဒီလိုထူးခြားအံ့ဩဖို့ကောင်းတဲ့နှာခေါင်းရှည်မြောက်တွေဟာအခုခေါမှာတော့မျိုးသောမှုအန်ရီရဲ့အပြင်းထန်ရင်ဆိုင်နေရပါလိမ့် IUCN ရဲ့ Red List ရဲ့မှာသူတို့ကိုမျိုးသောရဲ့အန်ရီရှိတဲ့မျိုးစိတ်အဖြစ်သတ်မှတ်ထားပါပြီသူတို့ရဲ့နေရာဖြစ်တဲ့ DJ တော်တွေမြေဘေးကန်တော်တွေကိုလူတွေကစိုက်ပျိုးရေးအတွက်အထူးသဖြင့်စီယုံချန်တွေအတွက်မတရားခုတ်လဲဖျက်ဆီးနေတာဟာ အဓိကအကြီးမားဆုံးချိန်ချမှုပါပြီ။ဒါ့အပြင်အသားအတွက်တရမွေအမေလိုက်ခံရမှုတွေကလည်းဒရိရဲ့အရေးအတွက်ကိုဆိုးရွားစွာကြာဆင်းစေပါလိမ့်။နှာခေါင်းရှင်မြောက်ဒီဟာဘော်နီယိုကျွန်းရဲ့ဂီဟာစနစ်အတွက်အရေးပါတဲ့အမှတ်လက္ခဏာတစ်ခုဖြစ်သလိုကျွန်တော်တို့ကဘာကြီးရဲ့ဇီဝမျိုးကွဲကျွဲဝါမှုကိုတတ်သိပြနေတဲ့အဖို့တန်တတ္တဝါတွေပါပြီ။ဒရိရဲ့ထူးခြားတဲ့နှာခေါင်းရေကူးကျွမ်းကျင်မှုနဲ့ရှုပ်ထွေးတဲ့လူမှုဘဝတွေကကျွန်တော်တို့ကိုအမြဲတမ်းအံ့ဩစေပါလိမ့်။ဒီအောင်ဖွဲ့တတ္တဝါတွေကျွန်တော်တို့ကဘာပေါ်ကနေထာဝရပြောက်ကွယ်မသွားခင်မှာ တို့နေထိုင်ရာသဘာဝပတ်ဝန်းကျင်ကိုထိမ့်သိမ်းဆောင်ရှောက်ဖို့အတွက်အားလုံးမှာတာဝန်ရှိပါသည်